ရုံးဆောင်လားတန်စာလားအဆိုရောလား K-culture K-pop K-flame mini ကိုမှစိတ်ဝင်စားပြီးသဘောကျတဲ့ရောရဘုံတို့အတွက်အနုပညာပိုင်းဆိုင်ရာမေဂျာတွေကိုဒီနေ့ပြပြပေးသွားပါမယ် Korea National University of Arts တောင်ကိုရီးယားနိုင်ငံရဲ့အကောင်းဆုံးအနုပညာကျောင်းတွေတည်းကတစ်ခုဖြစ်ပါတယ် public university ဖြစ်လို့အစိုးရအထောက်ပံ့ငွေရရှိထားတယ်။ဒါရင်မကသေးဘူး QS World University Rankings မှာလည်း performing arts ကိုကမ္ဘာ top 90မှာရပ်တည်နေရပါ။ KS ကနေ Kim Gon, Park So Dan, Chung So Min, Lee Jae Hoon စတဲ့အနုပညာရှင်ပေါင်းများစွာကိုဝေထုတ်ပေးနိုင်ကြတာပဲဖြစ်ပါတယ်။ KS မှာအနုမြန်မိုင်းဆိုင်ရာ major တွေကိုလေ့လာမယ်ဆိုလို့ရှိရင်တော့ School of Music, School of Drama, School of Film, TV and Multimedia, School of Dance School of Visual Arts, School of Korean Traditional Arts, Faculty for Arts and Liberal Study စရဲ့မိသားစုကိုရွေးချယ်သိမ်းနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဆုံးမြောက်မှာတရှိပြီးတော့လေးမြတရားဝမယ့်တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ scholarship အနေနဲ့ကတော့ topic 4ကနေစပြီး tuition fee 50% to 100%ထိရရှိနိုင်ပါတယ်။ top university တွေကတခုဖြစ်လို့ GKS scholarship အတွက်လည်းဦးစားပေးရွေးချယ်ခံရမှာပါ။ Seoul University ဒန်စာကခိုရီယိုဂရာဖာအိမ်မက်အတွက်ဆိုလို့ရှိရင်ရွေးချယ်အသင်းဆုံးတက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ Hip Hop Urban Dance တွေကိုသင်ကြားနိုင်အောင်မဲ့အပြင်အနုပညာနယ်ပယ်ရဲ့မှာ Professional တယောက်အဖြစ်ရပ်တည်နိုင်ဖို့အတွက်အထောက်ပံ့ကောင်းပေးမယ်။ကြောင်းကောက်တစ်ခုပါပဲ။ For In မှာဆိုလို့ရှိရင်တော့ Video Editing and Production, Manga and Webtoon Contents, Game Animation, Film Production, Movie Image Design, Music and Sound Technology, Cinematography writing and producing media song media design စာရမီဒီယာတွေကိုရွေးချယ်တည်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်။စိုးမျိုးပေါ်မှာတည်ရှိပြီးတော့နှစ်နှစ်ဒါမှမဟုတ်၃နှစ်တက်ရောက်မဲ့တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ scholarship ပေါင်းအမျိုး20ကိုရှောက်ထားနိုင်မှာဖြစ်ပြီးတော့ topic ကိုရှိထားမယ်ဆိုရင်50% scholarship ကိုရရှိနိုင်မှာပါ။ Korea University of Media Arts ဒီကြောင်းကတော့ခရီးဆုံးမဟုတ်ပဲမီဒီယာပိုင်းဆိုင်ရာအနုပညာကိုမှစိတ်အားတန်တဲ့သတင်းချင်းတို့အတွက်ပါ KU အမည်မှာဆိုလို့ရှိရင်တော့ Video Editing and Production မန်ဂွာ Annual Tone Contents Game Animation Film Production Moving Image Design Music and Sound Technology Cinematography 3D and Producing Media Sound ်မီဒီယာဒီဇိုင်းစရဲ့မေဂျာစုံစုံဝင်လေးကိုမီဒီယာအာ့အထူးပြုတဲ့တက္ကသိုလ်ပေါင်းတစ်ခုမှာတည်ယူနိုင်မှာပဲဖြစ်ပါရဲ့ရှင်။စဲချုံမြို့မှာတည်ရှိပြီးတော့မေဂျာပုံမူတည်ပြီး၃နှစ်ဒါမှမဟုတ်၄နှစ်တက်ရောက်အောင်မှာပဲဖြစ်ပါရဲ့။ scholarship အတွက်ကတော့ topic မရှိဘူးဆိုလို့ရှိရင်တော့20%ရရှိနိုင်မှာဖြစ်ပြီးတော့ topic 3နဲ့အထက်ဆိုလို့ရှိရင်30%ရရှိနိုင်မှာပဲဖြစ်ပါတယ်။ Dongga Institute of Media Arts မီဒီယာအားစပိုင်းကိုလည်းစိတ်ဝင်စားပြီးတောင်ကိုရီးယားအမှုပညာနယ်ပယ်ရဲ့လည်းခြေဆက်ကျင်တဲ့ယူရိုပွန်တို့အတွက်ခွက်တီအကြဆုံးဒီမှာဒီမှာကနေဆိုရင်ဟိုရှိစီကိုဖက်ဆောင်ဟွန်လီကွမ်ဆူစတဲ့နာမည်ကြီးအမှုပညာရှင်တွေကိုဝေးထုတ်ပေးခဲ့တဲ့အကြောင်းကားတစ်ခုလည်းဖြစ်ပါတယ်ဒီမှာမှဘလို့မိကြရတဲ့ရနိုင်မလဲဆိုရင်တော့ associate အတွက်ဆို Division of Creative Convergence Studies Division of Media Production Division of Content Production Division of Performing Arts Division of Music ပထမအတွက်ဆိုလို့ရှိရင်တော့ Media Content Production Broadcasting Technology Music Editing Arts Cable Music Culture and Arts Marketing Broadcasting Content Production Audio Production ကိုရွေးချယ်တဲ့အောင်လည်းမှာပဲဖြစ်ပါတယ်။တန်းဆောင်မျိုးမှာတရှိပြီးတော့သူလည်းပဲ Major ပေါ်မူတည်ပြီးတော့၃နှစ်ထမမလို့ရှိရင်၄နှစ်တက်ရအောင်မှာပဲဖြစ်ပါတယ်ရှင်။ ောင်ကိုရီးယားရဲ့အနုပညာလောကရဲ့ကိုအပြေးသွားဖို့ ready ပဲဆိုလို့ရှိရင်တော့ယောရပွန်တို့ရဲ့အနုပညာအိမ်မက်တွေကိုကောင်းဆုံးကောင်းထည့်ပေါ်နိုင်ပြီဖို့ဝူရီးယားကျိုးကအချိန်မရှိနေပါမယ်။